အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အတွက်သတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငယ်ရဲ့စာအုပ်ရဲ့အပိုင်း၉ကိုဖတ်ရှုတင်ပြသွားမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာလူငယ်ရဲ့ကိုပြန်လဲလောင်မြိုက်ခြင်း၃ခေါင်းလောင်းထိုးတံဘေသူကံပင်ငယ်ရို့ရဲ့ကြဘိုးဟိမ့်တံထောင်နှံရံမှာပါဇက်တွေရှိတယ်အန်တီဒန္တာကြီးအန်တီဒန္တာကြီးနဲ့အန်တီများစွာ ခေါင်းလောင်းထိုးတံဘေဒုကံ1995တကြံအကျော်မှာတီတိုတီတိုတဖန်းပိုးတွေထောင်ကိုပျက်စိတ်ကြိုက်တယ်လို့တစ်စစ်စစ်ကြိုက်နေတယ်။သတင်းတွေကလည်းစုံပါပြီ။ဘိုးကြုံမူကြီးစောမောင်ယူသွားပြီတဲ့။ခေါက်ကွင်းထဲမှာငါကြံစစ်သားကွာဟဲ့လို့ထထဩတဲ့။သတင်းထောက်တယောက်ကသူ့ကိုတယောက်တည်းကြံခဲ့တဲ့စစ်သားလို့တိတ်ထီတင်ရေးတာကို သူဖတ်ရတဲ့။အဲ့ဒီအချိန်ကစပြီးသူ့ကိုသူကြံစစ်သားလို့ကြီးကျုံဝါနေတော့တာတဲ့။ ဘရင်တော်ယူနာထနေတဲ့နောက်တယောက်လည်းရှိသေးတဲ့သူကတော့သူ့ကိုယ်သူဘရင်တော်ဝင်စားတာလို့တဖွာဖွာပြောနေတာတဲ့နောက်တယောက်ကရောသူကလည်းဘရင်ယူပဲတယ်လားဟေးဟေးနေုံနေုံသူကရောချုပ်ကြီးပဲလားကွေးကွေးသေးသေးကောင်တွေယူထားတာလားမပြောနဲ့အကုန်အယူတွေကြီးပဲအေးဟုတ်တယ်ကြီးတဲ့ကောင်ယူတာယူတဲ့ကောင်ကြီးတာပဲကြားချင်တယ်ဟေးထောင်ထဲမှာလူတွေကအတော်ခတ်တာကိုတရင်ပလင်လေးမချားလိုက်နဲ့ကြားကြားသမျှစွတ်တင်တော့တာ ကြားတာတွေကများပြောတာတွေကများကြားလိုက်ပြောလိုက်ပြောလိုက်ကြားလိုက်နဲ့ဒီလိုနဲ့ကြားပြောကကြောပြားဖြစ် ပြောကြားကပြားကြောဖြစ် စကားတန်တရားလေယာကစကားဝင်ကဘာဖြစ်စကားဝင်ကဘာလေယာကစကားတပုတ်ဥဖြစ်စကားတပုတ်ဥရှုပ်ရာကစကားအမေဘုတ်ချီခင်နေဖြစ်ကုန်ရော စကားအမေဘုတ်ချီခင်ရှုပ်လိုက်တာ ရှင်းလို့ကိုမရတော့ဘူးဘယ်သူပြောတာမှန်လားမှားလားဘယ်သူမှမပြောနိုင်တော့ဘူးနောက်ဆုံးတော့ဘယ်သူပြောပြော ဘယ်သူမှလည်းမယုံကြတော့ဘူးဒီအထဲလွတ်ကြောင်တွေရဲ့စကားဆွေကြီးငွေကြီးတန်းတွေကလည်းရှိသေးလွတ်ကြောင်ဆိုတာထောင်စကားလွတ်ကံနီးလို့ကြောင်တဲ့သူလွတ်မယ်ထင်လို့ကြောင်တဲ့သူလွတ်လွတ်မလွတ်လွတ်လွတ်မယ်အကြောင်းကြီးပြောပြီးကြောင်နေတဲ့သူတောင်ကျွတ်တွေကတော့လွတ်ကြောင်တွေစကားကိုမယုံကြဘူးဖြစ်နိုင်ပါမလားစဉ်းစားကြည့်လေကွာဟိုတင်းကဟိုဟာဖြစ်မှဟိုဟာနဲ့ဟိုတင်းပေါင်းပြီးဟိုတင်းဟိုဟာဖြစ်လာမှာပေါ့ဒီကောင်ပြောတာငါတော့မယုံပါဘူးတောင်ကျွတ်ဆိုတာလဲ ထောင်ထဲကလူဒန်းစားတရက်ပဲသူတို့ကအမြဲတမ်းနိုင်ငံရေးကိုတွတ်နေတာဟိုပါတီကဟိုလိုသဘောထားထုတ်လို့ဟိုအစိုးရကဟိုလိုလုပ်ခဲ့တာပေါ့ဆိုတော့မဟာဗျူဟာတွက်ကိန်းတွေတစ်ခုပြီးတစ်ခုချနေတော့တာဒီလိုတွက်ကိန်းအမျိုးမျိုးချပြီးကြောင်နေကြလို့သူတို့ကိုတွက်ကြောင်တောင်ကျွတ်လို့ခေါ်ကြတာထောင်ထဲမှာကြောင်အမျိုးနွယ်တွေကပေါ်ပါပြီချင်း AB 25ရက်လောက်မှာကြောင်စကားတွေတိတ်သွားတယ်ကြောင်သတင်းတွေဆိတ်သွားတယ် အဲ့ဒီရက်ပိုင်းမှာကွယ်လွန်သူဒီချုပ်စကိုင်းတိုင်းစီယုံရေးကော်မတီဥက္ကဋ္ဌကိုကြီးတင်ဝင်းသတင်းစာသွင်းလာတယ်။သတင်းစာမှာ AB 24ရက်စွဲနဲ့သတင်းထူးတစ်ပုဒ်ပါလာတယ်။ဘိုလ်ချုပ်မှုကြီးနေရာဘိုလ်ချုပ်ကြီးတန်းရွှေတက်လာတယ်။နိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးမယ်။အမျိုးသားညီလာခံကျင်းပမယ်။လုံခြုံရေးအတွက်ထိန်းထားဖို့လိုအပ်သူတွေကိုဆက်ထိန်းထားမယ်။ဒီမှာတင်ဝန်တီတိန်ဇလန်စာတယ်။ဝန်တီတိန်ဆိုတာထိုင်းချဲထီပွင့်တဲ့အချိန်နဲ့မွန်လွဲတနိုင်လောက်အချိန်အဲ့ဒီအချိန်မှာထောက်လှမ်းရေးတွေရော ထောင်ဝါဒတွေရောထောင်တဲရောက်လာကြတယ်။သဘောထားမေးမြန်းစစ်ကြောဖို့စရင်ပေါက်လူတွေကိုခေါ်လာတယ်။တနိုင်လောက်စစ်ကြောမေးမြန်းပြီးတခါတည်းလွတ်တယ်။အခန်းပြန်ပစ္စည်းသိမ်းထောင်ဘူးဝါထွက်အပြင်ရောက်ရင်ဒိုးပေတော့ဒိုးဆိုတာခစ်စကားတုတ်ချီတင်တာတဲ့။ဝန်တီးတိန်ကချဲနဲ့ဆွေမျိုးဆက်နေတော့ထောင်ချဲဆရာကြီးငယ်တွေကိုဝန်တီးတိန်သူ့ဝန်တီးတိန်နေရောညပါဒရဂျန်တွက်ကြချက်ကြအလုရှုပ်ကြပြန်ရော။ဒီကျုပ်ကဘိုးကောမဒီဝင်တွေဖြစ်တဲ့ ပုံမူကြီးမျိုးအောင်ပုံမူကြီးလှဖေးပုံမူကြီးစိုးသိန်းပုံမူကြီးစီဗင်ကျူးတို့အဲ့ဒီနေ့မှာပဲလွတ်သွားကြတယ်ထောင်လန်းရေးရှေ့တော်မောက်ကိုအဖူးမြော့တော်မရောက်လိုက်ကြဘူးနောက်ရက်တွေမှာလည်းဇက်တိုက်လွတ်ကြသေးတယ်ကျွန်တော်ကအခန်းပိတ်ထားခံရသူဆိုတော့ကိုယ့်အချုပ်ခန်းရဲ့ပြင်ပလောကအကြောင်းသိမ့်မသိလှဘူးအပြင်မှာကတော့ဇက်လန်းရှုပ်သမျှရွှေကညစ်နဲ့ရေးကစာကိုစီးဆိုတဲ့တချင်းတဲ့ကလိုဇက်လန်းတွေရှုပ်ကုန်တယ်နိုင်ငံရေးအကျဉ်းသားတော်တော်များများလူစင်စစ်ကနေ လွတ်ကြောင်တွေတောင်ကျွက်တွေဖြစ်ကုန်တာကတပြက်တနာထောင်အာနာပိုင်းတွေလွတ်လူစရင်တွေချက်ချင်းပြုစုနေရလို့ခြေမကင်မိလက်မကင်မိဖြစ်ကုန်တာကတကိစ္စထောင်လန်းရေးတွေဝန်တီးတိန်ခေါင်းလောင်းဒေါင်တင်ထိုးနေတာကတမောင်းခေါင်းလောင်းတဲ့နားဆွနေသူကလူတိုင်းလိုလိုအရေးတဲ့ဘောင်ကျုပ်တွေကတစကန်းထားတယ်ဘောင်ကျုပ်ဆိုတာဘုတ်ကြောင်ကိုခေါ်တာမဟာဘုတ်တိုင်ထူပြီးဟောကိန်းထုတ်နေတဲ့ဆရာဘေဒင်တွေကလည်းရှိသေးတယ်ကိုဘေဒင်ဆရာတွေကလည်းခေမှတ်လို့ တို့ကတကူတော်ဗုတ်ကန်ဖြစ်နေကြတာမဟုတ်လားဘေးရင်ဗုတ်တယ်လေဟာအခုလို့လွတ်နာရွာဖို့ထိုးတဲ့အချိန်တို့တစခန်းထလာကြတာပေါ့ဟိုလူဒီလူဟိုဘုံမူးကြီးဒီဘုံမူးကြီးတွေလွတ်ကျော်ဆွဲနေချိန်မှာလွတ်ကြောင်တွေလွတ်မြော်တွေလွတ်မှန်းတွေကလည်းဖျားပူဇော်ပါဤဘိုးတော်ပင့်ပါဤနဲ့တကုံကုံတကွားကွားလုံနေကြတယ်ပေါင်ကျုပ်တွေအမိတော်ရှိတယ်ဟေးမင်းတို့ကဘိုးတော်ပင့်နေဆိုတော့ဘိုးတော်ခင်ဝင်းကိုကတ်တာပေါ့လေအဲ့ဒီကောင်ဘာနားလဲလို့လဲ ငါတို့ကဘုဒ္ဓောကဟင်နော်ဗေဒင်ဘုဒ္ဓောငါတို့ကိုမပင့်ကြဘူးလားမညာဘူးကဟောမှာပဲဟောမှာပဲခေါလောင်ထိုးတဲ့ဘေသူကံဆိုတာကြားဘူးရဲ့လားတနေ့နေ့ကဘုံမူးကြီးတွေလွတ်သွားပြီတတင်းလာနေရောက်လာပြီမလွတ်သေးပေမဲ့မကြောင်သေးတဲ့ကိုဝင်သားကထုံးစံအတိုင်းနေ့လေနေ့ကင်တမင်းအိတ်တယ်ကိုင်းကြော်ပြေကြော်ဘောင်ကျုပ်ကြီးရောက်လာတယ်ဟေးကိုဝန်သားခမားလွတ်မယ် WT စာလုံးကျုပ်အာယုံရတယ်ဒီနေ့မဟုတ်မနေ့ပြန်ပဲမကြဘူးစိတ်ချ ဟာဆရာကလည်းတခြား WD တွေလည်းဖြစ်နိုင်သေးတာပေါ့ဗျာ။လေပင်းတထောင်မစီပြရစေနဲ့။ AB29 ဘရူးနေမှာကိုဝန်တလွတ်သွားတယ်။ကိုဝန်တကတီချုပ်ဘူကော်မတီဝင်ဝေါ်မြို့နယ်ပြည်သူကိုယ်စားလှယ်ကိုဝန်တနဲ့တူနေတဲ့ဘူကြီးတင်ဝင်တီချုပ်ဘူကော်မတီဝင်စကိုင်းတိုင်းစီယုံရေးကော်မတီဥက္ကဋ္ဌကဝင်ဖောက်တယ်။ဆရာ TW ကတင်ဝင်များဖြစ်နေမလားဆရာပြန်စင်းစားပါဦး။နာမည်နှစ်ခုစလုံးကတ်ကင်းတက်ကြတယ်။အေးဗျာနှစ်ယောက်စလုံးလည်းဖြစ်နိုင်တယ်တဲ့။ နောက်ထပ် WD တယောက်ဖြစ်တဲ့ကျွန်တော်ဝင်းတင်ကတော့မလွတ်ပါဘူးကိစ္စမရှိမလွတ်မှန်းကျွန်တော်သိနေတာပဲထောက်လန်းရေးကကျွန်တော်ကိုဝန်တီးမတိမ်ဘူး1990တုန်းကအထူးဆောင်မှာရှိရှိသမျှထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေကိုပမာပြေကွန်မြူနစ်ပါတီခေါင်းဆောင်တခင်ဘာဟိန်းတင်အကြောင်းရုပ်ရှင်ပြတယ်ထောက်လန်းရေးကကျွန်တော်ကိုဖိတ်မှန်တကမပြုတ်ခဲ့ဘူးအခုလဲဝန်တီးမတိမ်ဘူးနောက်တစ်ပတ်လောက်ကြာမှာဘေသူကိုမှနှုတ်မဆက်ကတုတ်ကရရုတ်တရက်ခြစ်တက်သွားတဲ့ကိုချမ်းအေး ဒီကျုပ်ဘဟုကောမဒီဝင် မော်လမြိုင်ပြည်သူကိုယ်စားလှယ်ကိုကျွန်တော်အော်နှုတ်ဆက်လိုက်တယ်။သွားနှင့်ပေအောင်မျိုး10နှစ်ကြာမှလွတ်လွတ်နှစ်တရာကြာမှလွတ်လွတ်ကျွန်တော်လိုက်ခဲ့မယ်။လမ်းတူရင်တော့မှီမှာပါ။ကိုချမ်းအေးကိုအော်နှုတ်ဆက်ခွင့်ရလိုက်ပေမဲ့တချို့လူတွေတော့စားနဲ့ပဲနှုတ်ဆက်လိုက်ရတယ်။တိုက်လေးကဒီကျုပ်ပြည်သူလွတ်တော်ကိုယ်စားလှယ်တယောက်ဝန်တီးတိန်ခေါလောင်းထိုးတဲ့မကြားရချာဘူးတဲ့။စစ်ကြောရေးစခန်းကိုချောင်းပေါအောင်ရှောင်ပြီးတဲ့နောက်သူပုံမှန်၄ရက်တဲ့ ခံဝန်ချုပ်လက်မှတ်ထိုးလိုက်တယ်။သူကခြေညောင်းယုံနဲ့အာသာမပြေလက်ပါညောင်းလိုက်ခြင်းသေးတယ်။ပုံမှန်လေးရတဲ့ခံဝန်ချက်သူလက်မှတ်ထိုးတယ်။လက်မှတ်ထိုးတာမှန်တယ်။နိုင်ငံရေးအကျဉ်းသားအလုံးလည်းလက်မှတ်ထိုးကြပါဗျို့။ဆိုပြီးသူကြေညာချက်ရေးထုတ်တယ်။လူတိုင်းစိတ်ဝန်တီးတိမ်နေချိန်မှာကျွန်တော်တယောက်တည်းငောင်ဆင်းဆင်းကြံရစ်တယ်။မခံချင်လို့ရတော့မဟုတ်ပါဘူး။စိတ်ထဲလဲစာတတာဝမ်းထဲလဲဟာတတာ ကောင်းထဲလဲဘာတတာ ဖြစ်လာတာနဲ့ကျွန်တော်ကုန်းလုံးអော်ပြစ်လိုက်တယ်။ ငါကြံစစ်တာဟေးငါကြံစစ်တာကွဘယ်ကောင်းမှကြံစစ်တာမဟုတ်ဘူးအော်လို့အာပြဲမှငါဟာမဟုတ်သေးပါဘူးကြောက်ကြလူငယ်တွေကငါကိုဗိုလ်မှူးချုပ်ကြီးလို့ကလော်နေအောင်မယ်ကိုင်းပါဇက်နဲ့မအော်ရရင်ဘောပင်နဲ့အော်မယ်ကွာပုံမှန်လေးရတဲ့ခံဝန်ချက်ကိစ္စကျွန်တော်စာရေးအော်ပါတယ်နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ခံဝန်ချက်ကျွန်တော်လက်မှတ်မထိုးပါခံဝန်ချက်လက်မှတ်ထိုးတာမှားပါတယ်ပီပီအားလုံးကိုလည်းလက်မှတ်မထိုးကြရင်ပန်ကြပါတယ် ဒီကျောက်မှာဘယ်သူမှဘယ်ခံဝန်ချက်ကိုမှဘယ်အခြေအနေမှာမှလက်မှတ်မထိုးကြရန်ဒေါ်အောင်ဆန်းစုကြည်ကိုတိုင်1989မတ်လကုံအေဘီလာဇမ်းမှာလမ်းညွန်တိုက်တွန်းခဲ့ပါတယ်ကျွန်တော်သဘောထားကိုလည်းအဲ့ဒီလိုပဲဖော်ပြလိုက်ပါတယ်ခံဝန်ချက်လက်မှတ်ထိုးသူကိုပြစ်တင်ရှုတ်ချတာတွေမလုပ်ကြပါနဲ့လက်မှတ်ထိုးသူကိုခွင့်လွှတ်ပါတိမ့်သွင်းပါလက်တွဲပါရန်သူရဲ့ရှူးတိုက်ခွေးမလုပ်သမျှသူ့ကိုအတိတ်မိတ်တွဲပေါ်ဟောင်း ရဲဘော်ပြောင်းလို့သာသဘောထားကြပါကြိုက်လေးကပြည်သူကိုယ်စားလှယ်ကြီးလွတ်သွားပါတယ်ကိုချမ်းအေးလိုပဲကျွန်တော်တို့ကိုနှုတ်ဆက်မသွားပါကျွန်တော်ကလည်းသူ့ကိုနှုတ်ဆက်အော်တန်မဟစ်လိုက်နိုင်ပါ သူနေတာကတစ်တိုက်ကျွန်တော်နေတာက တခြားကျွန်တော်ဆုတောင်းမြတ်တာ ပို့လိုက်ပါတယ်လာလန်းခါသလိုပြန်လန်းချိုပါစေဗျာတာဒုတာဒုတာဒုအတောင်သားလင်းဝန်ရှိသောငှက်ကဲ့သို့ဘဝဆက်ရောက်နေလို့ကျွန်တော်ကြေးစီရိုက်၍မြတ်တာမပို့လိုက်နိုင်ပါ အဲ့ဒီချိန်မှာပဲထောင်လန်းရေးကကျွန်တော်ကိုတန်ချောင်းတီးလို့ခေါ်ပါတယ်ထောင်ပိတ်တန်ချောင်းခောက်တန်အပြီးမှာခေါ်တာပါကျွန်တော်တန်ချောင်းခောက်တန်သာကြားရပါတယ်ဝန်တီးတိန်ခေါင်းလောင်းထိုးတန်မကြားရပါစိတ်ထဲမှာကြိတ်ခဲပြီးကျွန်တော်ရေရွတ်မိပါတယ်ခေါင်းလောင်းထိုးတန်ဘယ်သူကန်တယ်လားငါဖို့တော့တန်ချောင်းခောက်တန်အစ်စကုတ်ကန်လို့ပြောမယ်ဟေထောင်လန်းရေးကမေးခွန်းတွေအများကြီးမေးပါတယ်အချိန်တိတ်မကြပါနှစ်ရက်သုံးရက်လောက်ပေါ့ကျွန်တော်အဖြေတွေအများကြီးမဖြေပါ အချိန်တိတ်မကြပါ၄၅ရက်လောက်ပေါ့2008မှာဝန်တီးမတိမ်ပဲကျွန်တော်လွတ်လာပါတယ်ဝန်တီးတိမ်ခင်းတဲ့ကျွန်တော်လွတ်ချိန်16နှစ်လောက်ချားပါတယ်ကျွန်တော်လွတ်ချိန်ကအကျဉ်းသားပေါင်း6000ကျော်လွတ်ကြပါတယ်အဲ့ဒီနှစ်မှာပဲအကျဉ်းသားပေါင်း6000ကျော်လွတ်ကြပါတယ်ကျွန်တော်လွတ်ချိန်မှာနိုင်ငံရေးအကျဉ်းသား10ယောက်လောက်ပါပါတယ်နောက်တစ်ချိန်နိုင်ငံရေးအကျဉ်းသား30 40ကျော်လောက်ပါတယ်လို့သိရပါတယ်အဲ့ဒီနှစ်ပိုင်းတွေကလွတ်သူတွေဝန်တီးတိမ်တန်မကြားခဲ့ကြရပါဘူး ဘယ်သူမှဘေးရင်ဘုံနဲ့စကားလက်ဆောင်ကြခဲ့ဟန်မတူပါခေါင်းလောင်းထိုးတဲ့ဘယ်သူကန်လဲလို့ဘယ်သူမှ မေခွန်ထုတ်ခဲ့ကြဟန်လည်းမတူပါလမ်းတူရင် လူချင်းတွေ့မယ်လို့ဘယ်သူမှနှုတ်ဆက်အော်တန်လွှင့်ခဲ့ကြဟန်မတူပါဘယ်သူမှလက်ညောင်းပြေကြီးညာချက်ထုတ်ခဲ့ဟန်လည်းမတူပါဘယ်သူမှငါကြံစစ်သားဟဲ့လို့អော်ခဲ့ဟန်လည်းမတူပါဘယ်သူမှကျေးဇူးရိုက်မြတ်တာပို့ခဲ့ဟန်လည်းမတူပါပြီးတော့ပြီးတော့ဘယ်သူမှ တန်ချောင်းခောက်တန်ဣစကုတ်ကံတန်ချောင်းခောက်တန်ကြံရစ်ကံလို့ပြင်ဖွင့်တန်အော်ခဲဟန်လဲမတူပါခင်ဗျာဒီနေ့စစ်အစိုးရအကျဉ်းထောင်တွေထဲမှာနိုင်ငံရေးအကျဉ်းသား2000ကျော်ရှိနေပါသေးတယ်ခေါင်းလောင်ထိုးတန်ဘေသူကံမကြံရစ်ခဲ့စီတည်းပင်ရဲရိုးရဲ့ဂျဘိုးဟိန်းတန်2000ပြည့်နှစ်နှောင်းပိုင်းလို့ထင်တယ်ကျွန်တော်လဲထောင်သက်ရှည်လေးမှတ်ညံနေလေးဖြစ်လာတယ်ရက်စွဲတွေတက်ကြွတွေကိုတဲမမှတ်မိချင်ဘူး င်ညဲတို့အင်းစင်ထောင်ထဲရောက်လာပြန်တယ်။အင်းစင်ရောက်တယ်ဆိုလို့အကျဉ်းသားမထင်လိုက်ပါနဲ့။သူကဘရာဇီးလူမျိုးကုလသမဂ္ဂရဲ့လူအခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံသူဖြစ်ပါတယ်။သူ့ရဲ့အဓိကအလုပ်ကထောင်ငရဲစိုးတွေထောင်ငရဲသားတွေထောင်ငရဲနာတွေအကြောင်းကုလသမဂ္ဂကိုအစီရင်ခံဖို့ဖြစ်ပါတယ်။အဲ့ဒီနေ့ကပင်ညဲတို့ကထောင်မဟုမှာကျွန်တော်ကိုခေါ်တွေ့ပါတယ်။အရင်ကဝန်တန်းတွေယုံထိုင်တဲ့နေရာမှာပါ။မင်းကြီးခေါင်းတိုင်ပတ်လေနှစ်ထပ်တိုက်ဆောင်းလိုက်တော့ ဝန်ထမ်းရုံးနေရာကလေးပို့သွားတယ်။အဲ့ဒါလေးကိုအပြင်ကကြီးလို့မမြင်ရတဲ့မှန်အနက်တွေနဲ့ကာယံလိုက်တယ်။အကောင်းစားဧည့်ခံဆောင်ဖြစ်သွားတယ်။အဲ့ဒီနေ့ကပင်ကျဲရိုးအဲ့ဒီအဆောင်မှာယုံထိုင်တယ်။ကျွန်တော်ရောက်သွားတော့ပင်ကျဲရိုးပန်းရောင်မျက်နှာကြီးညီရဲတွတ်နေပြီ။ဗဇက်ကလည်းပြတိပြတောင်းနဲ့ဒေါသပုံထနေတဲ့ပုံပဲ။စစ်အစိုးရလုပ်ပုံမလွန်ဘူးလားဗျာ။ကျုပ်ခန်းမှာဘုံထောင်နေဗျာ။ဘယ်တော့မှမလွန်တာရှိဘူးလို့လဲ။ဘုံထောင်ရင်ခမည်းတေလို့တရေတောင်ဖြစ်နေပြီပေါ့။ ဟာကျုပ်ပြောတာဘုံမဟုတ်ဘူးဘတ်အတန်ဖန်းဆက်ကိုပြောတာဗျ။အော်မသိပါဘူးဘုံကြလိုက်လို့ပါ။ဘတ်ဆိုတော့လေဂျဘိုးပေါ့။ခမားလိုလူမျိုးကိုကြိုက်မဲ့ဂျဘိုးကတော့ခွေးလိုတော့ဟောက်မှာမဟုတ်ဘူး။ရှင်သစ်လိုဟိမ့်မှာဗျ။ဟာဟာ။ဖြစ်ပုံကဒီလိုပင်ငယ်တို့ကနိုင်ငံရေးအကျဉ်းသားတယောက်နဲ့တွေ့မိတယ်။သူတို့စကားပြောနေတော့စပွဲအောက်ကတကြီးကြီးမြည်လာတယ်။အဲဟိမ့်လာတယ်ဆိုပါတော့ပင်ငယ်တို့တိလိုက်ပြီ။ငါ့ကိုဘတ်ထောင်းပြီ။ထောက်လန်ရေးလက်ချက်လား ထောင်လက်ရလားပင်ရဲတို့ခုံထားလိုက်တယ်သပွဲအောက်ကိုရှောက်ဆန်းတယ်တွေ့ပြီဟောဒီမှာဝါရာကျိုးဟောတွေ့ပြန်ပြီဟောဒီမှာအတန်ဖန်းဆက်ပင်ရဲတို့ကုန်းအော်တယ်ထောင်ရာရှိတွေပြေးလာတယ်ပင်ရဲတို့ဝါရာကျိုးတွေလက်မှာပတ်ပြီးတော်အော်အော်ဖြစ်နေတယ်ထောင်ရာရှိတွေခင်ဗျာမလဲဘာတိမှာလဲထောင်လန်းရေးလှုပ်တာကင်တာစီရာမန်နာကိုထောင်ဆရာတွေမျက်စောင်းလေးတောင် ထိုးကြည့်ဝင်တာမှမဟုတ်တာဒီသတင်းကပြည်တွင်းမှာဟိုးလေးတကြုံမဖြစ်ခဲ့ပါဘူးသတင်းစာဂျာနယ်တွေမှာလည်းမပါဘူး ရေဒီယိုတော့မသိဩစတြေးလျလူမျိုးသတင်းစာဆရာတူရန်ကုန်ကနေထုတ်နေတဲ့မြန်မာတိုင်းကြားနယ်မှာတော့ပါလာတယ်။စာမျက်နှာသုံးပါပါ။ထောင်ထဲမှာလည်းသတင်းကရတိတ်မပြင်းလှပါဘူး။မသိတဲ့သူများတယ်။တဖြည်းဖြည်းမှသတင်းကိုရည်စရာကိစ္စတစ်ခုလိုကြားလာကြတယ်။ထောင်စကားဝိုင်းတွေမှာဟားတိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ပင်ရဲတို့ကြဘိုးကြိုက်ခံရတယ်တဲ့။ကျွန်တော်ကတော့ဒီသတင်းကိုစကုပ်ပြထားလို့ထောင်လန်းရဲရက်ွက်ကိုအရေးအကဲစောင့်ကြည့်နေမိတယ်။ သတင်းစာလောကမှာစကုပ်ဆိုတာသတင်းဥကိုခေါ်တာသတင်းထူးတာမထူးတာထက်သတင်းတပုတ်ကိုစောစောစီစီဥဥပြပြကြိုကြိုတင်တင် ရေးလိုက်ခြင်း ਨੇ ဒါသတင်းထောက်တိုင်းရဲ့ပိုးပဲဆန္ဒဇောပဲအေယာမထူးထူးခြားခြားသတင်းတပုတ်ကိုဥဥပြပြရေးလိုက်ရလို့များကတော့ကိုရွှေသတင်းတော့မြောင်အုံးကြီးရသလိုမြောက်ကြွားမြောက်ကြွားပေါ့ပညာတို့ကြဘိုးကိုက်ခံရတဲ့သတင်းကကျွန်တော်အဖို့စကုပ်ဖြစ်ပေမဲ့သတင်းကအပေါ့စားအပေါ့စားအပေါ့စားသတင်းဖြစ်နေလို့ တဲလည်းမလွမ်းလှပါဘူးဗျာဒီလိုလေထောက်လန်းရေးတွေသတင်းချိုးထိုးတာကကျိုးနေပါပြီ1950ကျော်ကဝန်ကြီးချုပ်ဦးနုနဲ့ဝန်ကြီးချုပ်ဟောင်ဦးဖဆွေဒုဝန်ကြီးဦးကျော်ငိမ့်တို့ကွဲကြပြဲကြတယ်တန်ရှင်းတည်မြဲဟတ်တက်ကွဲလို့နာမည်ကျော်ခဲ့တဲ့တမိုင်းဝင်ဖြစ်ရပါဒီအကွဲပြဲမှာတန်ရှင်းနဲ့တည်မြဲတို့ရဲ့အတွင်းသတင်းပေါက်မှုတွေကမီးလောင်ရာလေပင့်တွေပဲအဲ့ဒီသတင်းတွေကိုဘယ်သူတွေကဘယ်လိုကြိုးထိုးပြီးရခဲ့တယ်လဲရတဲ့သတင်းတွေကို ဘယ်လိုလေပုတ်ထုတ်ခဲ့တယ်လဲ1960ကျော်မှာတောင်ကြီးဖရဲအစည်းအဝေးကြီးကျင်းပခဲ့တယ်ရှမ်းပြည်နယ်တောင်ကြီးမြို့မှာပါဝန်ကြီးချုပ်ဦးနုအစိုးရရဲ့ပါတီစုံပြည်ထောင်စုဒီမိုကရေစီ မော်ကွန်းအစည်းအဝေးကြီးကျင်းပခဲ့တယ်မြမအတန်ခမ်းမမှာလှုပ်တာပါတော်လှန်ရေးအစိုးရအမိခံစစ်အစိုးရတက်လာတယ်အလန်နီပါတီရခိုင်ကွန်မြူနစ်ပါတီ KNU ကရင်ပါတီဘာကပဗမာပြည်ကွန်မြူနစ်ပါတီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောရင်းနိုင်ငံရဲ့အဖွဲ့ဆောင်ငြိမ်းချမ်းရေးဆွေးနွေးဖို့ရန်ကုန်မြို့ပေါ်ရောက်လာကြတယ်။အစိုးရဘက်ကလူတွေနဲ့လည်းတွေ့တယ်။မြို့ပေါ်ပါတီလူလားသူတွေနဲ့လည်းတွေ့တယ်။နိုင်ငံရဲ့လက်ညှိုးထိုးမှုတွေလက်ဝါးရိုက်မှုတွေခေါင်းချင်းရိုက်မှုတွေအားလုံးလိုလိုဆုတ်ဆူစားယူဖြစ်လို့ဖြစ်ရစင်သေးစိတ်ရည်နဲ့ဖုံဖြစ်လို့ဖြစ်ရရှေ့ကဖုံနောက်ကပေါ်ဖြစ်လို့ဖြစ်ရယုံတောင်ပြေးခွေးမြောက်လိုက်ဖြစ်လို့ဖြစ်ရတမတ်တခိုးထင်ဖြစ်လို့ဖြစ်ရအဲ့ဒီကိစ္စတွေမှာ ပယ်သူကဘလို့ကြိုးထိုးတယ်လဲပယ်တဲ့င်းမှာတင်းလိန်တွေကိုပယ်လို့လေပုတ်ထုတ်တယ်လဲမင်းမနေနဲ့လေကုံတယ်လူတကာတိတယ်တိုင်းသည့်ပြည်သည့်ကဘာသည့်ပြူကျွန်တော်ထောင်ထဲရရောက်ချင်းထောင်လန်းရေးစစ်ကြောရေးဧည့်သည်ဖြစ်ရတယ်ဧည့်သည်ကိုဧည့်ခံပုံကဆန်းတယ်ဧည့်သည်မအံ့မချင်းနပန်ကျင်းတယ်ဧည့်သည်မပြောမချင်းကြောပြင်ပြောတင်တယ်ဒီလိုဆော်ပလော်တီးတာကိုပျော်ပျော်ကြီးခံနိုင်ပါတယ်အရေးမကြီးပါဘူးစစ်ကြောရေးမှာကျွန်တော်ကိုအထောက်ထားတွေပြပြီး စစ်လိုက်တီးလိုက်လောက်ကြတာစစ်တီဝိုင်းကြီးတုံတုံဘင်တီးတာကြနေတာပဲဒီလိုဘင်တီးတာတွေကိုယင်စီးပြီးခံနိုင်ပါတယ်ကျွန်တော်ယင်နာတာအသေးနာတာနှလုံးနာတာတခုပဲရှိတယ်ကျွန်တော်ကိုပြတဲ့အထောက်ထားတွေကမယုံရဲเสียရမယုံဝင့်เสียရမယုံကောင်းเสียရတွေဒီကျုပ်ဘ ਹੁ အလုံးမှုဆောင်အဖွဲ့အစည်းအဝေးမှတ်တမ်းတွေပါတယ်ဒီကျုပ်ရဲ့ကြေညာချက်ဘောင်းဆောင်တွေပါတယ်ဒေါ်စုရုံခန်းတွေကစာတွေပါတယ်ဒေါ်စုသုံးလေးမှတ်လေး ြေးလေးပေးလေးရှိတဲ့စာတို့ပေစာလေးတွေပါတယ်။ကန်းကုံရောဘယ်သူတွေဘယ်လိုကြိုးထိုးတာလဲ။ဘယ်လိုသတင်းလေးပုတ်ထုတ်လို့မကုန်းမဲနဲ့ဖုံးတာတွေအကုန်ပေါ်တာလဲ။တော်ပါပြီဗျာ။ဒီလိုကိစ္စတွေကကျွန်တော်တို့လိုတိုင်းသူပြည်သားတွေကိုရင်နာအောင်လုပ်နေတဲ့ဖြစ်ရက်လုပ်ရက်တွေပါ။တိုင်းပြည်တစ်ပြည်လုံးကိုလည်းအသေးကွဲအောင်လုပ်နေတဲ့ဖြစ်ရက်လုပ်ရက်တွေပါ။တိုင်းပြည်မှာဒီလိုကြိုးရန်ရရတွေလေပတ်ကျိတ်နေချိုးဖက်ခြေမုံနေမြကာလာပတ်လုံး ပြည်သူမသားတိုင်းပြည်နာအဖြစ်ဆိုးဘဝဆိုးမျိုးကနေကြော်လွှားနိုင်ဖို့လမ်းမမြင်ပါဘူးဒီလိုကြဘိုးရန်ရားတွေနိုင်ငံတကာမှာလည်းလေပတ်နေတာပါပဲဒါပေမဲ့တရားဥပဒေအာဏာစက်နဲ့ပချက်ချုပ်ထားနိုင်တယ်ပချုပ်သွင်းထားနိုင်တယ်နှဖားချိုးတက်ထားနိုင်တယ်အမေရိကန်ပြည်ထောင်စုမှာဝါတာဂိတ်အမှုခင်းကြီးပေါ်ခဲ့တယ်နောက်ဆုံးသမရနင်စင်ယာဒုကထွက်ပေးရတဲ့အထိမိโกကြွက်ချောက်ပြဿနာပွားသွားတယ်ဒီသမိုင်းတည်းကဖြစ်ရက်ကဘာကိုပြနေတယ်လဲ ဒီမိုကရေစီနိုင်ငံကြီးတွေတောင်မှဒီလိုကြဘိုးရန်ရလက်ပတ်မှုကိုခလုတ်မပိတ်နိုင်ဘူး။ဒါပေမဲ့လွတ်လပ်တရားမျှတတဲ့တရားဥပဒေရန်တရားတို့အုတ်ချုပ်ရေးရန်တရားတို့သရုတ်ထမှန်တန်ရန်တရားတို့ဆိုတာတွေကပုံမှန်လည်ပတ်နေတယ်။ကြဘိုးရန်ရတွေကိုရုပ်စွာအဆုံးပြိတ်အုပ်နိုင်ပါတယ်။ကျွန်တော်သိတာကိုဒီလိုပြောမယ်။ထောင်ထဲကကြဘိုးရန်ရရဲ့ခြေလန်းကို မသိရင်သာရှိမယ်။ခြေရာကိုတော့ကျွန်တော်ကောက်နိုင်ပါတယ်။ကြဘိုးအေးခင်းမပေါ်ခင် ပင်ငယ်ရိုးနဲ့အရင်တစ်ခေါက်ကျွန်တော်တွေ့တယ်အပြီးမှာထောင်တွင်းထောက်လန်ရေးစခန်းကကျွန်တော်ကိုစစ်ကြောရေးလုပ်တယ်ယုံချင်းယုံမယုံချင်းနေလို့ပြောရမှာပဲထောက်လန်ရေးဘူလာဘာလာမသိရတဲ့သူကကျွန်တော်ကိုချိုပြုံးရွှေရွှေဧည့်ခံလိုက်တယ်ဒီတစ်ခါဧည့်သည်ကိုမပြန်မချင်းနဗံမချင်းပါဘူးလက်ဖက်ရည်တိုက်လိုက်ကိတ်မုံကျွေးလိုက်နဲ့အေးပေးတာတွေဘာယူတောင်လှုပ်လိုက်သည်ပြီးတော့မှအဘပင်ငယ်ရိုးနဲ့ဘာတွေပြောခဲ့သေးလဲဆိုပြီးမေးတယ်ဘာမှမပြောပါဘူး ထောင်အလာပတလာပလေးတွေထောင်ဒုက္ခဒုက္ခလေးတွေပြောတာပါပဲအန္နာတွေဒုဒ္တာတွေစတာတွေက ကျွန်တော်ရဲ့စကားတွေကပုံရိပ်သင်္ကေတတွေပါဒါပဲလားဒီလောက်ပါပဲဗျာထောင်ကကောင်းမှမကောင်းတာမကောင်းတာတွေပြောနေလို့ဘာပို့ထူးလာမှာလဲကျွန်တော်တို့ကိစ္စကပြောလဲမပြီးတီးလဲမမီဖြစ်နေတာပဲလေကုံခံမနေတော့ဘူးကျွန်တော်သဘောယိုးနဲ့ဖြေတာမဟုတ်တလို့ထောင်လန်းရေးကလည်းသဘောယိုးနဲ့မေးတာမဟုတ်ပါဘူးပင်ရဲလို့နဲ့ကျွန်တော်ဘာတွေပြောခဲ့တယ်ဆိုတာ တို့အားလုံးသိပြီးသားပါကြဘိုးတွေပဲဗျာမသိရလို့ဘယ်ရှိပါမလဲကျွန်တော်ပြောခဲ့သမျှတို့ကကကြီးကအာအထိသိပြီးသားကျွန်တော်ကိုခေါ်မေးတာကရသမျှချွေကျွေသမျှအမျက်ဆိုတဲ့သဘောတို့ရဲ့ကြဘိုးရန်တရားကအားလုံးဖမ်းပြီးသားမှတ်ပြီးသားတို့မေးတာဖြေလိုက်ရင်တို့အမျက်ပေါ်ပြီနောက်တစ်ခါပင်ရဲတို့နဲ့တင်ငါရှင်းစရာရှိရင်ဟောဒီမှာဟောဒီကိစ္စဘယ်သူဘယ်ဘာကဘယ်လိုမျိုးကိုတိုင်ထွက်ဆိုထားတာလို့ပြောကြမယ်လေ သူတို့ရဲ့ကြဘိုးရန်နေရာလဲခြေရဖြောက်ပြီးသားဖြစ်ရောဖုံးပြီးဖိပြီးသားလဲဖြစ်ကြရောပင်ကျဲတို့နေရာမှာ တာဝန်ဆက်ထမ်းဆောင်တဲ့ကျောမက်ကင်ထာနာပြန်ကနီးမှာကျွန်တော်မတွေ့နိုင်ဘူးလို့ညင်းခဲ့တယ်။ကျွန်တော်ကိုရဲသရင်တပ်ဖွဲ့အရာရှိတွေကလာခေါ်တယ်။စစ်ကြောရေးခေါ်ပုံခေါ်နီးခေါ်လို့ညင်းခဲ့တာတသက်မဟုတ်ဘူး။ကင်ထာနာကိုဟိုတယ်မှာတွေ့ရမလား။ဟင်းအင်းနဲ့ကျွန်တော်အိမ်ကိုတူလာမလား။ဟင်းအင်းနဲ့ဒါဖြစ်ဘယ်မှာတွေ့ရမှာလဲ။စိမ့်လေကန်တာမှာတဲ့ ကြပိုးထူတဲ့နေရာမျိုးမှာအိတ်တုံဖာမောက်စကားမျိုးကျွန်တော်မပြောချင်ဘူး။ကဲဟိုတယ်တစ်ခုခုမှာကော်ဖီတောက်ရင်စကားပြောဖို့စီစဉ်ပေးနိုင်မလားလို့ဆိုတော့ဟင်အင်းတဲ့။ဒါနဲ့ကင်ထာနာကိုမတွေ့တော့ဘူးကျွန်တော်ဆုံးဖြတ်လိုက်တယ်။သူ့စီကိုဝန်ထဲကြောင်စာရေးပို့လိုက်ရတော့တယ်။အိမ်ပြန်ခရီးဖြောင်းပါစေချောပါစေလို့စာနဲ့ပို့လိုက်ရတယ်။ဟောရွှေမြမာကြပိုးတေနာမျိုးဖြစ်နေပါပေါ့လား။ထောင်နိုင်ငံတွေမှာပါဇက်တွေရှိတယ်။ ထောင်ထဲမှာကျွန်တော်ခြေောက်ဘွေပေါက်တယ်။ဟိုတိုက်ပြောင်းဒီတိုက်ရွှေ့ဟိုအဆောင်ရောက်ဒီအဆောင်သွားခရီးရာကြီးများလိုက်ပုံများဖြစ်ပြောမပြောချင်ဘူး။အင်းစိန်ထောင်ထဲမှာမရောက်ဘူးမနေဘူးတဲ့အဆောင်တိုက်ခန်းရဲလို့မရှိသလောက်ပါပဲ။ထောင်ထဲရောက်စကတည်းကကျွန်တော်စကားသံတွေကြားတယ်။ကျွန်တော်ကိုတခြားအကျဉ်းသားတွေနဲ့ခွဲခြားထားတယ်။ဒါပေမဲ့ကျွန်တော်စကားသံတွေကိုမပြတ်ကြားနေရလို့ပြင်းလဲမပြင်းညီးလဲမညီးအထီးကျန်လဲမဖြစ်ပြောစရာလိုလိုတောင်စိတ်ထဲမှာထင်လာမိတယ်။ ထောင်နိုင်ငံတွေမှာပါဇက်တွေရှိတယ်လေတတိယမှာထောင်နိုင်ငံကကျွန်တော်ကိုစကားပြောတယ်ဘာကာတာចောင်းသားခေါင်းဆောင်တူအောင်တင်လို့ပြောစမှတ်ရှိတယ်သူရေးခဲ့တာတဲ့သူရဲခေါင်းတို့ရဲ့ခြေအဆုံကမြေတမုံကြံရစ်အောင်မြေဖြစ်တယ်ဒီလိုနိုင်ငံဘော်ကပါဇက်တွေပြောတဲ့စကားဟာကျွန်တော်တို့ရဲ့လူငယ်ရဲ့နေ့စဉ်ဘဝဒုက္ခအဖုံဖုံကိုတက်တာပျောက်စေပါတယ်လူဘဝရဲ့အခက်အခဲ အကြက်အတဲပရိပက္ခ ရိဝေဒတွေကိုရင်ဆိုင်ဖြတ်တန်းဖို့တတိအာမန်တွေကိုပေးပါတယ်။ငါသူရဲခေါင်းကငါချေအစုံကမြေမုံတွေကြံ့ရစ်မယ်ကွာ။အင်းစိန်ထောင်ကြီးအောင်မြေဖြစ်ရမယ်။နိုင်ရန်ဘော်ကပါဇက်တွေဟာထောင်သတင်းမျိုးစုံကိုလည်းကျွန်တော်တို့ကိုပေးပါတယ်။တချို့သတင်းတွေကဘာမှထူးထူးခြားခြားပြောမပြနိုင်ပါဘူး။ဘယ်သူဘယ်ဝါဟာဘယ်နှစ်ဘယ်ရက်ကဒီနေရာကိုရောက်ခဲ့တယ်ဆိုတဲ့တာမန်သတင်းအချက်အလက်မျိုးပါပဲ။ဒါမျိုးတွေကကျွန်တော်တို့ကိုစိတ်မလုံရှားစေနိုင်ပါဘူး။ အများအားဖြင့်ကတော့ရေးတဲ့သူရဲ့နာမည်ကိုသာ သိရပါတယ်။ဘယ်မြို့ဘယ်ရွာဘယ်ဒေသဘယ်ဌာနကဆိုတာ မသိရပါဘူး။ဘာမှုဘာပုံမှန်နဲ့ထောင်ချလို့ဒီနေရာကိုရောက်တယ်ဆိုတာမျိုးလဲမသိရတတ်ပါဘူး။ဒါပေမဲ့ကိုတိကျွမ်းခင်မင်နဲ့လုပ်ဖို့ကင်ဖက်ရဲဘော်ရဲဘက်တူရဲ့အမိကိုကြားသိလိုက်ရတဲ့အခါမျိုးမှာတော့မဖော်ပြတတ်နိုင်တဲ့ဝေဒနာတစ်မျိုးကိုခံစားရပါတယ်။တခါတခါတေးရွာတင်းချိုင်းကထလာပြီးစကားပြောနေသလိုမျိုးအဖြစ်တွေကိုလည်း ြုံရပါတယ်။တစ်ချိန်မှာကျွန်တော်တိုက်လေးရှိအခန်း30ကို ရောက်သွားပါတယ်။အဲ့ဒီအခန်းဟာတိုက်ရဲ့အစွန်ဆုံးအခန်းဖြစ်ပါတယ်။အနောက်ဘက်ကိုမျက်နှာမူထားတဲ့တိုက်လေးရဲ့တောင်ဘက်အစွန်ဆုံးအခန်းဖြစ်ပါတယ်။အခန်းရဲ့အနောက်ဘက်နယံပေါ်မှာရှေးကူဖျားတွေပေါ်မှာတွေ့ရတတ်တဲ့ဘုရင့်နိဘတ်တော်မျိုးနယံဆေးရဲပကြီးကားကိုတွေ့ရပါတယ်။လက်ရကောင်းတစ်ခုလို့မဆိုနိုင်ပါဘူး။စိတ်ထဲမှာကြည်နူးအေးချမ်းသွားစေနိုင်လောက်တဲ့အမှုပညာလက်ရတစ်ခုတော့ဖြစ်ပါတယ်။ ဲ့ဒီပကြီလက်ရာရဲ့အောက်ဖက်နာမှာစာတန်းတစ်ခုတွေ့ရပါတယ်။1980ကျော်နှစ်တွေတုန်းကပမော်တင်အောင်ရဲ့နရသိန်ကိုရောက်ခဲ့တဲ့ကျွန်တော်တို့ရဲ့အရင်ရဲဘော်ကြီးမန်းဒါဝဲရဲ့လက်ရေးနဲ့စာတန်းဖြစ်ပါတယ်။စာလုံးတွေက မထင်မရှားဝိုးတော်ဝါဖြစ်နေပါပြီ။ဘာတွေရေးထားမှန်းတေချာစုံစမ်းမသိရတော့ပါ။နာမည်စာလုံးများကသာဖတ်လို့ရပါတော့တယ်။မန်းဒါဝဲကလက်ဝဲနိုင်ငံရေးအယူဆရှိသူဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေကြီး ကွဲလွန်သူသတင်းစာဆရာ ကိုစောလွင်လမ်းစဉ်သတင်းစာရဲ့ရင်းနှီးတဲ့ရဲဘော်တူဖြစ်ပါတယ်။စာရေးဆရာမောင်နေဝင်းနဲ့လည်းသူရင်းနှီးပါတယ်။ကျွန်တော်နဲ့လည်းခင်မင်ပါတယ်။ကျွန်တော်နေရအတိကြတော့မမှတ်မိတော့ပါ။1980ကျော်ကာလတွေတုန်းကကျွန်တော်စီမကြမကြလာပါတယ်။တခါတလေလက်အရှင်တွေ ဖားအရှင်တွေယူလာတတ်ပါတယ်။အင်းချက်ပြီးဝိုင်းဖွဲ့စားတတ်ကြပါတယ်။သူကခရိယံဘာသာဝင်တဦးဖြစ်ပါတယ်။အင်းစိန်ထောင်ထဲအကျဉ်းချင်းရောက်ခဲ့ပါတယ်။ 1980ကျော်လောက်မှာဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်လို့ကြားရတယ်။မောင်နေဝင်းအိမ်ကိုသူ့သားသမီးတွေမကြာခဏလာတက်တယ်။အကူအညီတောင်းတက်တယ်။ထောင်ထဲရောက်နေတဲ့သူတို့အဖေဖတ်ဖို့ဗုဒ္ဓဘာသာစာအုပ်တွေလာတောင်းတက်တယ်။မန္တာဝိတ်တယောက်ထောင်ထဲမှာကြာဆုံးသွားခဲ့တယ်လို့ကြားရတယ်။ရှစ်လီလုံးကာလအတွင်းလောက်မှာအဖမ်းခံခဲ့ရအင်းစိန်ထောင်ပို့ခံခဲ့ရထောင်ထဲမှာကြာဆုံးခဲ့ရဖြစ်ဟန်တူရဲ့ထောင်ထဲမှာကျွန်တော်လူတွေနဲ့အကြာကြီးအဆက်ပြတ်နေခဲ့တယ် မန်ဒါဝိတ်တရင်ကိုရေးရေးလဲလဲမသိခဲ့ရတော့ပါဘူးအခန်း30ကနန်ယန်ဆေးရေးဗုဒ္ဓဆွမ်းခန့်ကြွပုံပကြီးလက်ရလေးကို ကြည့်ရင်ကျွန်တော်ရောက်တက်ရရတွေးနေမိတယ်မန်ဒါဝိတ်တယောက်ဒီအခန်းထဲမှာဒီနန်ယန်ပကြီးဗုဒ္ဓပုံတော်နဲ့ဘယ်ပုံဘယ်နည်းဆက်ဆက်ရင်းနှီးမိရာကဘယ်လိုစိတ်ထားတွေပြောင်းခဲ့ရှာပါလဲဗုဒ္ဓပုံတော်ကြည့်ပြီးဗုဒ္ဓဘာသာဘက်စိတ်ကန်ညွတ်ခဲ့လေသလားမောင်နေဝင်းစီကဒေသနာစာအုပ်တွေဖတ်ရာက ဗုဒ္ဓဘာသာပြောင်းဝင် ခိုးလုံသူ ဖြစ်ခဲ့လေသလားထောင်နိုင်ရဘောကပါဇက်တွေကပြောတဲ့လူသူတော်တဦးရဲ့ဘဝဇက်ကြောင့်ကိုလည်းကျွန်တော်စဉ်းစားနေမိတယ်မန္တာဝိတ်လိုစိတ်စေတနာထက်သန်ပြည်သူဟောက်ဟန်မတူတဲ့လူတယောက်အကြောင်းကိုလည်းကျွန်တော်သိခဲ့ရတယ်ထောင်နိုင်ရဘောကသူ့စာတန်းကပီးတွေကကျွန်တော်ကိုပြောပြခဲ့တာပါ တိုက်သုံးအခန်းဆက်တက်မှာကျွန်တော်ကိုတိုက်ပိတ်ထားတယ်အခန်းကရှေးဘက်မြေခွက်အထိနိုင်ရန်ပိတ်ထားတယ်ဘာမှမမြင်ရဘယ်သူမှမမြင်ရ တနေ့တနေ့လောင်ပိတ်နေတဲ့အခန်းထဲမှာပဲထိုင်နေရတယ်။ဒီနေ့မှာငိုက်တက်တိုက်ရှိတာနဲ့တန်တကားအနားမှာဖြာခင်းလှဲနေမိတယ်။အဲ့နေရင်နယံအောက်ခြေကြီးလိုက်တော့ခုနှစ်နှစ်ခုနှစ်နှစ်10နှစ်ခုနှစ်နှစ်10နှစ်စတဲ့စာတန်းတွေကိုတွေ့လိုက်ရတယ်။လူတွေ့တိုင်းမေးကြည့်တယ်။ရေးသွားသူက ခရမ်း၃ငါးဘက်ကလူတဲ့။ကိုရန်ခွဆိုပါတော့။သူကအရေးတော်ပုံကာလမှာစစ်မှုထမ်းတယောက်ဖြစ် လူလူဘက်ရောက်လာတယ်။လူလူဘက်ကကူတိုက်တယ်။ 6969နှစ်ဆန်းလောက်မှာအဖမ်းခံရတယ်။အမှုပေါင်းစုံနဲ့42နှစ်ထောင်ကြတယ်။1993ပြည်တံလျှော့ပွဲမှာသူမပါဘူး။16နှစ်အထက်သမားတွေသာလျှော့ရရတယ်။သူကတော့ဒုံရင်အတိုင်းသူစိတ်သက်ကြသွားတယ်။တိုက်လေးကိုပြောင်းသွားရတယ်တဲ့။1995ရောက်တော့တနေ့မှာအခန်းကြီးချင်းចောင်းသားလူငယ်တွေနဲ့စကားများတယ်။နှစ်ရက်ဆက်ရံဖြစ်ကြတယ်။၃ရက်မြောက်နေ့မှာထောက်လန်းရေးကိုသွားတိုင်တယ်။ ထောင်လန်းရေးကိုသူတိုင်တာကအကြောင်းသားတွေအကြောင်းမဟုတ် ကျွန်တော်တို့နိုင်ငံရေးကျင်းသားအလုံးရဲ့လှုပ်ရှားမှုတွေသတင်းလွှာဂျာနယ်မဂ္ဂဇင်းစာအုပ်စာတမ်းထုတ်လုပ်နေတာတွေအကျဉ်းသားတွေလက်မှတ်ထိုးပြီးပန်ကြားလွှာကုလသမဂ္ဂပို့တဲ့ကိစ္စတွေကိုတိုင်နေကျွန်တော်တို့တိုက်တွေအလုံးရှာဖွေ ခံရတယ်ပစ္စည်းတွေအသိမ်းခံရတယ်လူတွေစစ်ခွေးတိုက်တို့ယူရီဆောင်ပြည်တံတိုက်တို့ပို့ခံရတယ်တရားစွဲခံကြရတယ်စုစုပေါင်း24ယောက်ထောင်နှစ်190ကျော်ကြာကုန်တယ်။ဩ ဘဝတွေကတဲလေဆန်းကြယ်ပါကလားခရိယန်ကဗုဒ္ဓဘာသာဝင်လို့လူစားဖြစ်လားဗုဒ္ဓဘာသာကခရစ်ဝင်တမန်ကျမ်းစာတွေကခရစ်တော်ကိုတစ္ဆာဖောက်တဲ့ယူဒစကာရုတ်လိုလူစားတွေဖြစ်လားဒါတွေအားလုံးကိုထောင်နိုင်ရန်ပါဇက်ပေါက်တွေကကြားခဲ့ရတယ်လीဆန်းကြယ်လीစွာ1996မှာကျွန်တော်အထူးဆောင်ရောက်သွားတယ်7နှစ်ကျော်ကာလရှည်ကြီးအဲ့ဒီလောက်ကြာကြာအဲ့ဒီအဆောင်ထဲမှာနေခဲ့ရတယ် ထောင်ထဲဝင်စားကပဲအဲ့ဒီအဆောင်ထဲမှာနေခဲ့ရဘူးတယ်။ထောင်မကြခင်နဲ့ထောင်ကြပြီးစားကာလတွေမှာလည်းအဲ့ဒီအဆောင်ကိုအကြင်ကြင်ရောက်ခဲ့နေခဲ့ဘူးတယ်။အထူးဆောင်ဆိုတာကတခြားတိုက်ဝင်အဆောင်ဝင်းတွေလိုပဲတကြဲတဝန်းတခန်းတနာဖွဲ့စည်းတိစောက်ထားတဲ့နေရာပါ။ဒီနေရာကထောင်တွင်းစစ်ထောက်လန်ရေးစခန်းဖွင့်ထားတဲ့နေရာလည်းဖြစ်ပါတယ်။တစ်ပင်ပန်းမှန်ပင်ကြီးပင်လက် ပင်ငယ်ဆိုင်ခင်းတွေနဲ့ပေါများတဲ့နေရာလည်းဖြစ်တယ်။1988ကနေ92လောက်ထိ ထောင်ထဲမှာစစ်ထောက်လှန်ရေးစစ်ကြောရေးတွေလှိုင်ဘောလဲအောင်ပေါ်များနေပါတယ်။စစ်ထောက်လှန်ရေးသမားတွေလက်မလဲအောင်အလုပ်များကြပါတယ်။စစ်ကြောခံကြရတဲ့နိုင်ငံရေးအကျဉ်းသားတွေဆိုတာကတော့အခါကြီးရက်ကြီးပွဲကြီးပွဲတော်တွေမှာလို့ချွေပွဲလာတွေကြိတ်ကြိတ်တိုးသလိုစီကားနေတော့တာ။ထောင်မကြခင်ဒီနေရာကိုကျွန်တော်အကြိမ်ကြိမ်ရောက်တိုင်းထောင်နိုင်ငံရဲ့ဗဇက်ပေါက်တွေကပွင့်အံထွက်လာတဲ့ဒေါသတန်တွေ ပောက်ကွဲတန်တွေကျုံဝါတန်တွေငုံကြီးတန်တွေစာတို့ကြပြတို့သတင်းတို့တွေကို ရောက်လျာခန်းမှာကြားနေခဲ့ရတယ်။စစ်ကြောရေးကိုရောက်သူတွေကလည်းအစုံပဲ။နိုင်ငံရေးခေါင်းဆောင်ကြီးပိုင်းကလူတွေ၊ခေါင်းဆောင်ငယ်ပိုင်းကလူတွေ၊ကျောင်းသားလူငယ်တွေအိုးစုံနေတာပါပဲ။ဒီနေရာမှာခဲတံခဲချောင်းလိုမျိုး စာရေးစရာပစ္စည်းကရိယာကအလွယ်နဲ့မရနိုင်ပါဘူး။ဒီတော့အမှတ်တမ်းအများစုကတန်ချွန်လိုအရာမျိုးနဲ့နိုင်ငံပေါ်မှာရေးဖြစ်တာတာများတယ်။ပြောလို့သာပြောရတယ်။တန်ချွန်လိုစာရေးပစ္စည်းကရိယာကလည်းရဖို့လွယ်တာတော့မဟုတ်ဘူး။ ဲ့ဒီလိုမူးလို့မှရှူစရာမရှိတဲ့ရှားပါပစ္စည်းကင်းမဲ့စုံလိုနေရာမျိုးမှာတောင် အထူးဆောင်တိုက်ခန်းအိမ်ခန်းနိုင်ငံတွေပေါ်ဥရှံစားလုတ်ကြည့်လိုက်ရင်ဖက်စရာတွေတပုံးကြီးတွေ့နိုင်တယ်ဒီတိုင်ဝင်းထဲမှာကနိုင်ငံတွေကို6လတစ်နှစ်တစ်ခါဆိုသလို ထုံးတုတ်တာဆိုတော့ပျောက်ပြက်ကုန်တာပဲမနည်းဘူးပေါ့တနေရာမှာကြပြတပုတ်ရဲ့အတန်ကိုကြားရတယ်စစ်ကြောရေးကိုအန်တုအာခန္တန်ကနိုင်ငံရေးမဆန်ဘူးအယက်သားဟန်တွေကိုပဲတပြိုကြီးကြားရတယ် ထောင်နေရန်ကပါဇက်တိုင်းကအတန်စာစာမန်ပပါနဲ့အော်ဟစ်ကပြောကြတယ်ဆိုရင်မကြောင်းဝင်မနာတာတွေဖြစ်ကုန်မှာအမှန်ပါပဲရေးတဲ့သူရဲ့ကြပြကစစ်ချင်ရစစ်ညှစ်ချင်ရညှစ်ဖြစ်ချင်ရဖြစ်လက်ထစ်လက်ထဲတဲ့